မန်ယူနိုက်တက်သင်းဟာကလပ်သင်းတော်တော်များစိတ်ဝင်စားနေတဲ့ဘုံမောက်သင်းရဲ့နောက်ခံလူဒင်းနျူဆန်ကိုခေါ်ယူချင်နေတဲ့ကလပ်သင်းထဲမှာတသင်းဖြစ်ပါဝင်လာတယ်လို့သိရပါတယ်။လီဗာပူးသင်းဟာရီယယ်မက်ဒရစ်ထဲမှာမပြောင်းမရွှင်ဖြစ်နေတယ်လို့သတင်းတွေထွက်နေတဲ့ဘရာဇီးတောင်ပံကစားသမားရိုဒရီဂိုကိုစိတ်ဝင်စားမှုရှိနေသေးဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။မင်္ဂလာပါ။ကိုခင်းစတာဖုတ်ဘောရှိုးအနေကျူလို့ပါတယ်။ကျွန်တော်ကိုခင်းမှာဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုနိုင်ငံလို့သွားကြပါမယ်။ ပထမဆုံးနေ့ကျတဲ့တဲ့ငါတော့ give me sport ကပေါ်ပြထားတဲ့ liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် liverpool တင်ရ real madrid အသင်းမှာမပြောမရွှင်ဖြစ်နေတယ်လို့သတင်းတွေထွက်နေတဲ့ brazil တောင်ပံကစားသမား rodrigo ကိုစိတ်ဝင်စားမှုရှိနေသေးဖြစ်တယ်လို့သိရပါတယ်ခင်ဗျ liverpool ဒီ rodrigo ကို real madrid အသင်းမရောက်ခင် santos မှာကတည်းကခုနှစ်အတိအကျပြောရမယ်ဆို2019တည်းကစိတ်ဝင်စားမှုတွေရှိနေခဲ့တာပါဒါပေမဲ့ rodrigo က real madrid အသင်းကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့် liverpool အသင်းကိုအကြောင်းမျိုးကြောင့်ရောက်မလာခဲ့ပါဘူး ဒါပေမဲ့အခုချိန်မှာမပြောမရွှင်ဖြစ်နေရလို့သတင်းထွက်နေတဲ့အတွက်ကြောင့်လီဗာပူးသင်းကစိတ်ဝင်စားနေတယ်ဆိုတော့သတင်းမျိုးတွေပြန်လဲထွက်ပေါ်လာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဆိုတော့လီဗာပူးကရူဒရီဂိုကိုစိတ်ဝင်စားခြင်းစိတ်ဝင်စားခြင်းပြီးမှကျွန်တော်တို့သုံးသပ်မယ်လောလောဆယ်အရင်ဆွေးနွေးရမှာရိုဒရီဂိုရဲ့ရီယယ်မက်ဒရစ်အသင်းပေါ်စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့တဲ့တင်တွေခက်စိတ်စိတ်ထွက်လာတဲ့အပိုင်းပေါ်မှာဆွေးနွေးရမှာဖြစ်ပါတယ်ဘရိုမမီလားမသိဘူး လွန်ခဲ့တဲ့၄-၅ရက်တပတ်လောက်တုန်းကရိုဒရီဂိုကရီယယ်မက်ဒရစ်အသင်းကနေထွက်ခွာခြင်းတဲ့မပြောမရွှင်ဖြစ်နေတယ်ဆိုရက်သတင်းမျိုးတွေထွက်လာတယ်ကျွန်တော်တို့ကရှေ့ပြေးသတင်းအနေနဲ့သုံးသပ်ခဲ့ပါသေးတယ်အဲတုန်းကတော့တိတိပပမသိဘူးပေါ့နော်ကစားသမားအနေနဲ့ဒီအသင်းရဲ့အဓိကကျယ်ပွင့်ကစားသမားတွေဖြစ်တဲ့ဂျူဘယ်လင်ဂန်ဒါဗီနီရှစ်ဂျူနီယာတို့ကီလီယန်အမ်ဘပေတို့လွှမ်းမိုးမှုကိုခံနေရတဲ့အတွက်ကြောင့်လားဒါမို့လေသူကိုယ်တိုင် Real Madrid အသင်းမှာဘလို့ပဲဖြစ်ဖြစ်ပေးဆက်ကစားမှလာဆိုရဲမိကုံးလေးတွေထုတ်ခဲ့ပါတယ်။သို့တော့အခု Give Me Sport ရဲ့ဖော်ပြချက်ထဲမှာတော့ ကျွန်တော်ရှေ့ဘေးအနေနဲ့သုံးသပ်ခဲ့တယ်လို့ပဲအသင်းရဲ့အဓိကစုဖွဲ့ထားတဲ့ကျယ်တင်စုကစားသမားတွေဖြစ်တဲ့ Finicius Junior, Jude Bellingham, Kylian Mbappé တို့ရဲ့လွှမ်းမိုးမှုတွေကြောင့် Rodrigo လေးကကွင်းထဲမှာရောကွင်းပြင်ပမှာရောအရေးမပါတယ်လို့ခံစားနေရတဲ့အတွက်ကြောင့်ထွက်ခွာလို့စိတ်ဖြစ်နေတယ်လို့ Give Me Sport ရဲ့ဖော်ပြချက်အရသိရပါတယ် ကျတော့အများကြီးဖြစ်နိုင်တာပေါ့ကစားသမားတစ်ယောက်ကဘလောက်ပဲခြေသွင်းမဲ့ကောင်းကောင်းစိတ်ပျော်ရွှင်မှအဲ့ဒီအသင်းတစ်သင်းမှာကစားချင်တာ Real Madrid အသင်းဒီကစားသမားတိုင်းရဲ့နော်ကစားသမားတိုင်းနီးပါးပေါ့ဗျာ၁၀ယောက်ရှိ9ယောက်လောက်ကကစားချင်ကြတယ် Dream Team ဖြစ်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အသင်းမှာအရေးအပေးမခံရတဲ့အခါနေရာမရတဲ့အခါနောက်ဆုံးအရင်မပင်းတောင်မှထိုက်တဲ့အလျောက်သူပြုတ်မှုခဲ့တဲ့အပြုတ်မှုအလျောက်ပေးဆက်ခဲ့တာတွေအလျောက် အတိမတ်ပြုခံရရင်တော်သေးရလေဒီပိုင်းနေပါယွန်နေလာတဲ့အခါမှာတော့ကစားသမားကအတင်းပြောင်းရွှေ့ခြင်းစိတ်ဒါမှမဟုတ်အတင်းကနေထွက်ခွာခြင်းစိတ်ဖြစ်လာမှာပဲဗျအတင်းကိုဘလောက်ချစ်ချစ်သို့တော့သူ့ကိုသူလောက်တီတော့ပို့ပြီးမချစ်ဘူးပေါ့နော်အဲ့တော့ကြောင့်အခုလိုသတင်းတွေခက်ဆစ်စိတ်ထွက်လာရလို့ကျွန်တော်ယူဆမိတယ်ပထမသတင်းက စပိန်ဘက်ကတရင်မြေတစ်ခုပဲဗျအခုတစ်ခါကတော့ give me spoil ပါထပါအဲ့တော့ Rodrigo Real Madrid တဲ့ကနေထွက်ခွာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေထက်ဆိုင်ကစားသမားမပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကပို့ပြီးတော့အမှန်တရားနဲ့နှီးစက်လိမ့်မယ်အဲ့ဒီမပျော်မရွှင်ဖြစ်ခြင်းရဲ့နောက်ွယ်မှာအသင်းကနေထွက်ခွာမယ်တခြားအသင်းကကမ်းလှမ်းမယ်ဆိုရင်ပြောင်းရွှေ့မယ်ဆိုတာမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်ဒါက Rodrigo နဲ့ Real Madrid တို့ရဲ့ပကတိအခြေအနေဖြစ်ပါတယ်ဆိုတော့ Liverpool ကရော Rodrigo ကိုခေါ်ယူနိုင်စွမ်းရှိတာ Rodrigo ရဲ့စာချုပ်ပါအချက်လက်တွေကဘယ်လိုရှိနေ တယ်လဲဆက်လက်ဆွေးနွေးကြည့်ပါမယ်ပွင့်လင်းပြောရင်တော့ Rodrigo က not for sale ကစားသမားဗျခေါ်ဖို့လုံးဝမလွယ်ပါဘူး။ဘာကြောင့်လဲဆိုတော့2028ခုနှစ်ထိ Real Madrid နဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးတယ်လို့ Rally Clause လို့ခေါ်တဲ့စာချုပ်ဖြတ်သိမ်းခြင်းကစားသမားကိုဘာညှိနှိုင်းဆွေးနွေးမှုမှမလုပ်ချင်ရော့အဲ့ Rally Clause ယူလိုက်ငါ့ကိုကစားသမားပေးဆိုတော့ချုပ်ဆိုမှုက1 billion ရှိတယ်။ Euro 1 billion ပေါ့နော်။အဲ့ဒီ amount ပမာဏကို ဘယ်ကလပ်တင်းမှလည်းမပေးနိုင်ဘူးမပေးနိုင်မှန်းတိပါလေးနဲ့ Real Madrid ကထဲချုပ်ထားတာလည်းအလကားထဲချုပ်ထားတာမဟုတ်ဘူးကစားသမားကိုမယောင်းကျင်တဲ့အတွက်ကြောင့် Not Vessel ဖြစ်တဲ့အတွက်ကြောင့်ထဲချုပ်ထားတာဖြစ်ပါတယ်ဆိုတော့ Liverpool ကဒီမောက်ပမာဏကိုပေးပြီးမကန်းလန်းနိုင်တယ်လို့ Right Wing တနေရာမှာဆော့တဲ့ Musiala ကိုလည်းနှစ်နှစ်စာချုပ်တက်တန်းတိုးပြီးသွားတဲ့အချိန်မှာ Rodrigo ကိုခေါ်ရရအဲ့လောက်ထိတော့မလူအပ်တော့ဘူးဒါပေမဲ့ Give Me Spurs ရဲ့ဖော်ပြချက်ထဲမှာဆိုရင် Luis Diaz ကိုရောင်းချနိုင်ခဲ့မယ်ဒါဝင် Nunez တို့ Elliot တို့ကိုရောင်းချဖို့အစီအစဉ်တွေရှိတယ်ဆိုရင် င်ရလာတဲ့ငွေကြေးအမောက်ပမာဏနဲ့ညှိနှိုင်းဆွေးနွေးမှုလှုပ်သွားနိုင်ဘူးတော့ရှိနေတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဖြစ်နိုင်ချေနေပါတယ်လို့ထင်တယ်။နံပါတ်1သူတို့တင်းရဲ့ကစားသမားတွေကိုရောင်းထိုးအောင်မယ်။နံပါတ်2အချက်မှာရူဒရီကိုညှိနှိုင်းဆွေးနွေးမှုလုပ်ရမယ်ဆိုတဲ့သဘောပါ။ဆိုတော့ရူဒရီကိုခေါ်ပြီးရဒါကျွန်တော်တယောက်တည်းယူဆချက်အရပြောရမယ်ဆိုရင်ဥရောပထိပ်တန်းလီတွေဒီလက်ရှိစာချုပ်တံကျန်နေမှုအခြေအနေမှာတော့မခေါ်ယူနိုင်ပါဘူး။ Sorry Pro League ရဲ့ club တင်းတင်းတင်းနေတာလည်းယူမိုက်ပြီးခေါ်ဦးမယ်ဆိုရင်ခေါ်ယူသွားနိုင်ပါတယ်ခင်ဗျ။ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကြည့်ပတ်မှုထားတဲ့ football game မှာ ဝနိစ်ပောက်နဲ့ကစားလို့ရပြီ promo code ဖြစ်တဲ့ FBG အကြီးဆုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျာဒီတက်ပို့ပြီးအသေးသေးသိချင်တယ်ဆိုရင်ပပနံပါတ်963လုံး33လုံးမှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ပေါ်ပြထားတဲ့သတင်းနာကတော့ Coach of Side ကပါ Man United အသင်းဟာ ကလပ်တင်းတော်တော်များစိတ်ဝင်စားနေတဲ့ဘုံမောက်တင်းရဲ့နောက်ခံလူဒင်းညူဆန်ကိုခေါ်ယူခြင်းနေတဲ့ကလပ်တင်းထဲမှာတသိန်းဖြစ်ပါဝင်လာတယ်လို့သိရပါတယ်။ယူဆန်ကတော့မင်းရအာစတန်ကိုနိုင်ခဲ့တဲ့ပွဲမှာဘုံမောက်အတွက်ထင်ထင်ရှားရှားဖြစ်အောင်ကစားပြနိုင်တဲ့ကစားသမား။အဲ့ပွဲတစ်ပွဲထဲမှာခြေသွမ်းပြတယ်လို့တော့မပြောချင်တော့ဘူးဗျ။ပွဲတိုင်းဒီပါဒီနေ့ဘောလုံးရာသီမှာဒင်းညူဆန်ရဲ့ကစားပုံကစားပေါက်ကစွဲမချင်စရာကောင်းခဲ့တယ်။ဒီတွက်ကြောင့်ပဲပြီးခဲ့တဲ့ဘောလုံးရာသီမှာပွဲထွက်ခွင့်အမြဲရခဲ့တဲ့ဆန်စီကိုကြော်ပြီးတော့ယူဆန်ကနေရာရလာတာပါ။ အသက်ကလည်း20ရွယ်ပဲရှိသေးတယ်စပိန်လူရင်းစဉ်အသင်းကလည်းရွေးချယ်ခံရတဲ့အထိခြေသွမ်းပြနေတဲ့ဒီကစားသမားကိုမလိုချင်တဲ့ club ဆိုတာမရှိပါဘူး Real Madrid တင်းနဲ့လွန်ခဲ့သောတလားနှစ်လလောက်မှာသတင်းထွက်ခဲ့ပေမဲ့ Madrid ကတော့ဒီကစားသမားကိုပေးချေရမယ်ပြောင်းရွှေ့ခြင်းအမောက်ပမာဏကိုမပေးချေခြင်းနဲ့အတွက်ကြောင့်နောက်ဆုတ်သွားတယ်လို့သိထားရပါတယ်အဲ့တော့ကြောင့် Premier League club တင်းတွေပဲဒီ Dean Newson ကိုအပြိုင်ဆိုင်လိုက်ဖို့ရှိနေပါတယ်ဆိုတော့ Newson ကိုခေါ်ရွေးရ United အနေနဲ့တေချာရရမှုမရှိလောက်ဘူးဗျဘာကြောင့်လဲဆိုတော့ ယူဆန်ကိုခေါ်ခြင်းနဲ့ဆိုရင်ပေးရမယ့်ပြောင်းရွှေ့ကြီးအမောင်းပမာဏတွေရှိတယ်လို့ကစားသမားကိုခေါ်ယူခြင်းနေတဲ့တခြားသောကလပ်တင်းတွေနဲ့လည်းပြိုင်ဆိုင်ရဖို့ရှိတယ်တခြားသောကလပ်တင်းတွေဆိုတဲ့နေရာမှာတကယ်နာမည်ကြီးကလပ်တွေကြီးပဲနော်လီဗာပူးတို့လို Chelsea တို့လို club တင်းတွေလည်းပါဝင်လာတဲ့အတွက်ကြောင့်မလွယ်ပါဘူးမလွယ်တာကတပိုင်းဆိုပေမဲ့ယူဆန်လုံးကစားသမားမျိုးကိုခေါ်ယူတင်သလားဆိုတဲ့အပိုင်းမှာတပါးရဲဆွေးနွေးရမယ်ဆိုရင်တရာခိုင်နှုန်းခေါ်ယူတင်ပါတယ်ယူဆန်ဒီ modern ball လုံးလောကရဲ့နီးပြူအပိုင်းမှာတိတ်ကိုအံဝင်တဲ့ ်နော်ဘစ်ဒက်တွေပုံပေါ်တတ်တဲ့နောက်ခံကစားသမားတယောက်ဖြစ်တယ်လို့ဆက်ပီးစ်တရားနေအာကူဘီကိုအသင်းကိုစော့မဲ့အသင်းတွေအတွက်လည်းအိမ်မဆူပြန်ပြီးတော့ပေးနိုင်တယ်အေရီယယ်ဂျူဝဲကောင်းမွန်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဒါအပြင်ကိုအသင်းကဆပ်ပလေးတွေစော့မဲ့ဆိုရင်လည်းခေါင်းတိုက်ပြီးကိုယ်တွင်ရှင်းထုတ်နိုင်တဲ့အထိကောင်းမွန်တဲ့ကစားသမားပါဘောပလင်းလည်းအဆင်ပြေသလိုဘောလုံးအကြိုက်လည်းဂင်ထားနိုင်ပါတယ်ဒါအပြင်ရှစ်တက်နောက်စင်မှန်မှန်နဲ့လည်းစန်ထရယ်ဇုံမှာကစားနိုင်လို့နီးပြော်ပိုင်းကအရန်အဖိုးတက်တဲ့ကစားသမားပါဒီတော့ကြောင့်ခေါ်ယူလို့ရမယ်ဆိုရင်အခွင့်အရေးရှိမယ် ်ဆိုရင်မဖြစ်မနေခေါ်ဦးတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါတော့ဒီကနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ